လင်းသူအော်ဟုတ်ပြီဟုတ်ကဲ့သာသနာတော်နေ့စက်လေးနေ့မြန်မာတက်ကြည1382ခုနှစ်ခရစ်နှစ်18ရက်စေလ2020စနေနေ့ရန်ကုန်တိုင်းတကုံမြို့တည်တောင်ပိုင်းမြို့နယ်အမှတ်104ရပ်ကွက် တရင်သုံးတော်မူကြကုန်သောဖရာမှုပြုသောတန်ဃာတော်အရှင်သူမြတ်တို့ဤတိလကုံတမာတိကုံပညာကုံတို့မိဘအများအားအမှုထား၍အလုဒ္ဒယေကကိုမင်းသက်ဆံအလုဒ္ဒယေကမမအေးမြတိရာအောင်တာယရဏလေးဖြစ်တဲ့မောင်သူရဆံနိုင်ငံမှာအလုဒ္ဒယေကမမအေးမြတိရာအောင်ဤမွေးနေ့ တမာတိကုံပညာကုံတို့ကိုအာယုံပြု၍အာယုံစွန်းနေစွန်းတဏိတာအတွက်ယမန်လျေလူတော်မူငါတောင်းချံစကလှူဒန်းခြင်းစွန်းပရိဒါပင်ပိဒါပင်ငါမျိုးတို့ကိုယမန်ပြီးတော့လူတော်မူ9000ကျောင်းကျန်စုစုပေါင်းရှင်သူမြတ်တို့အားလည်းပဲနဝကံမှာစကလှူဒန်းပူဇော်ကြတာဖြစ်ပါတယ် နောက်အလုဒ္ဒယကယူအောင်ကြီးအလုဒ္ဒယကမာကြီးဒေါခင်သီရာဝင်းပိသားပါတယ်ဒီကနေ့လျှက်စင်မိအတွက်စကတ်လှူဒန်းညားတဲ့အလှူရှင်တွေအညာတဲ့အလှူရှင်တွေဆန်းအတွေ့သာဝရပရိသာဘေငါမျိုးအတွေ့ဆန်းတဲ့မွေးနေ့ရှင်နဲ့တကွမိသားစုတွေအမိအဖညီကိုမောင်နှမဆွေမျိုးမိသင်္ခါတွေဣတရားဒေသနာကိုနာယူကြီးညိုနေကြတဲ့ဓမ္မမိတ်ဆွေတွေ တရားနာပရိသတ်တွေအလုံးအသက်ရှည်ရာအနာမေကြီးညစေဖို့ယင်ရည်တန်လျက်စက္ကလှူဒန်းပူဇော်တဲ့ကုသိုလ်ကောင်းမှုနဲ့ဆက်ဆက်ပြီးတော့အနုမောဒနာတရားလေးတွေ့ပါမယ်ဓမ္မလက်ဆောင် တရားတော်လို့မှတ်သားထားလိုက်ပါကိုယ်တော်မြတ်ကြီးကတော့သဗ္ဗဒါနံဓမ္မဒါနံစိနာတိသဗ္ဗရတံဓမ္မရတောစိနာတိ တဗ္ဗဒါနံသွမ်းသင်ငန်းကြောင့်ဆေးလို့ခေါ်တဲ့ပစ္စည်းလေးပါအလူမျိုးကိုဓမ္မဒါနံဧကလှူဒန်ဤကမ္မမိသားစုအပေါင်းတော်ကောင်းတို့အားလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တို့ကြားနေကြနားနေကြတရားလေးဖြစ်ပါတယ်တဗ္ဗဒါနံဓမ္မဒါနံအနံသွမ်းသင်ငန်းကြောင့်ဆေးလို့ခေါ်တဲ့ပစ္စည်းလေးပါအနံတရားအလူကတော့ဇိနာတိအသာဆုံးပါပဲဆိုတာ ဒီတရားကိုမြတ်စွာဘုရားဘာကြောင့်ဟောကြားမင်းကြီးကမြတ်စွာဘုရားကိုမေးလျှောက်တယ်ပြောခဲ့တယ်စကံလေးခွန်းအဖြေလေးခွန်းဖြစ်ပါတယ်အလူအလုံးတို့တွင်ဘယ်အလူကအသာဆုံးမှလဲအရှင်မအရှင်ဘုရားအယတာအလုံးတွေမှာဘယ်အယတာကအသာဆုံးမှလဲအရှင်ဘုရားပြောစရာတွေအလုံးတွေမှာဘယ်အယကပြောစရာအကောင်းဆုံးမှလဲအရှင်ဘုရားတို့မြတ်စွာဘုရားရှင်ကိုရုံမြတ်ကြီး တရားမင်းရဲ့မိကုံးကိုပြန်ပြီးတော့ဖြည့်တဲ့အဖြည့်လေးတွေကနေပြီးတော့ဥဇာသာအာလုံးအရီအာလုံးတွေမှာအလူရီအာလုံးတွေမှာဘယ်အလူကအသာဆုံးလဲအလူဒါနတွေပြုကြတယ်တဲ့အဲ့ဒီလိုပြုလုပ်နေကြတဲ့အလူရီဆွမ်းအတွက်လူတွေသင်္ကန်းအတွက်လူတွေချောင်းအတွက်လူတွေဆေးအတွက်လူတွေနဝကံပြီးတော့လူတန်းညတွေအဲ့ဒီဘရင်တရားအလူကအသာဆုံး ဒါကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအလိုတော်ကြအထက်ကဆရာကပြန်ပြောပြတယ်။လောကကြီးမှာတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို အလွန်အင်မတန်မှကောင်းမြတ်တဲ့ဆွမ်းခဲဝေဘောဇဉ်တွေကိုစက္ကန့်လှူဒန်းနေတဲ့ဘုရားရှင်တတော်ထင်ရှားရှိစဉ်အခါတုန်းကမြတ်စွာဘုရားကိုဆွမ်းနေစက္ကန့်လှူဒန်းရတယ်။အလွန်အင်မတန်မှမွန်မြတ်လာတဲ့ဆွမ်းနေစက္ကန့်လှူဒန်းနေအလွန်အလွန်မိုးပဲကော မပြီးတဲ့ဆိုတဲ့စွမ်းနေကိုမြတ်စွာဘုရားကိုသွားလှူဒန်းတာတက်ရှိထင်ရှားမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုစွမ်းဆက်ကလှူဒန်းနေတဲ့ကုသိုလ်တွေမရဘူးလားဆိုတော့အများကြီးရတာပေါ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုမောင်မြတ်လာပါပြီတဲ့ကောင်းမြတ်လာပါပြီတဲ့ဆိုတဲ့သင်ငန်းတွေဆက်ကလှူဒန်းနေအဲ့ဒီလိုသင်ငန်းတွေဆက်ကလှူဒန်းရတော့လေပဲတဲ့ကုသိုလ်တွေအများကြီးရတာပဲဘာဖြစ်လို့လဲဘုရားကိုလှူရတာမဟုတ် ဖះကိုလူရတာဟာအလွန်အမတန်မှကုသိုလ်ကြီးမားတယ်တဲ့။စွမ်းသင်ငန်းเจ้าစေเจ้าနဲ့ပတ်သက်ပြီးတော့လဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဇေတဝန်เจ้าကြီးဆောက်လို့လူတန်းခွင့်ရတယ်။အေးဇေတဝန်เจ้าကြီးဆိုတာကတော့ဖြင့်တက္ကကြီးတွေတက္ကမကြီးတွေရောက်ခဲ့ဘူးပြီးသားဖူးခဲ့ဘူးပြီးသားဇေတဝန်เจ้าကြီးဆိုတာကတကယ်ကို အခြေကြီးဖြစ်ပါတယ်။ဇေတဝန်เจ้าတိုင်ကြီးရဲ့เจ้าဝင်းကြီးကိုကြည့်မယ် ဦးဇင်းတို့တောင်တကုံတမြို့နယ်စပ်နိဗ္ဗာန်လောက်ကိုရှိပါတယ်။ကြီးမားတဲ့ဇေတဝန်ကျောင်းဒီတော်မြတ်ကြီးအတွေ့ကျောင်းဆောင်လှူမယ်ဆိုတော့ဇေတဝန်ကျောင်းဆိုပြီးတော့နာမည်ပေးတယ်။ဇေတမင်းသားထံသွားပြီးတော့အနာတပင်တထေးကြီးကသွားဝယ်တာ။သွားဝယ်တဲ့အခါကျတော့ခဏခဏသွားဝယ်တော့လူချင်းမှန်းသိတဲ့အခါကျတော့ဖြစ်နိုင်မယ်ဆိုရင် ဟောဒီကိုရွှေရင်းငါးပြားတွေအကုန်ဖြန့်ခင်းတာ အနာထပင်တတိယလည်းရှိတဲ့ရွှေရင်ငါးပြားတွေကိုလှဲနဲ့တိုက်ပြီးတော့အကုန်လုံးစီခင်းတာအဲ့ဒီလိုစီခင်းနေတဲ့အချိန်ခါမှာတဲ့မဟုတ်ဦးဆောင်းမဲ့နေရာနန်းလေရောက်ကောဟာစေတမင်းသားအံ့ဩသွားတာဒီဒီလောက်ဖြန့်ခင်းနေတာတောင်လုံးဝတွန့်တိုခြင်းမရှိဘူးအဲ့တော့ဒီမဟုတ်ဦးဆောင်းမဲ့နေရာလေးနန်းတော့ကဲကျွန်တော်အတွက်ကုသိုလ်လို့ထားလိုက်ပါဗျာအဲ့ဒီနန်းတော့ကဲအဲ့ဒါလေးကအပြားတွေဖြန့်ခင်းလိုက်တာမြန်စဉ်းစားကြည့်အဲ့တော့ ရွှေရင်ငါးပြားတွေကိုဖြန့်ခင်းမယ်ဆိုရင်ဦးဇင်းမြားရဲ့ចောင်းတိုက်အခုဒီတရားနာနေတဲ့နေရာမှာရွှေခင်းတဲ့ဝေပမာဏဟာယနေ့ခင်းတဲ့နိုင်ရှင်ကြည့်ရင်အလုံးအလုံးကိုပဲမရေတွက်နိုင်တော့အောင်များပါတယ်။ဝင်ចောင်းကြီးကိုဆောက်လုပ်ပြီးတော့လှူဒန်းနေတဲ့အဲ့ဒါမကောင်းဘူးလားဆိုတော့ကောင်းတာပေါ့ကုသိုလ်တွေအများကြီးရတယ်။စေတွန်ကြောင်းကြီးဆောက်လုပ်ပြီးတော့လှူဒန်းတာကုသိုလ်တွေအများကြီးရတယ်။ရှေတကုံစေတီတော်မြတ်ကြီးကဲ့သို့စေတီတော်မြတ်ကြီးတည်ထားကိုးကွယ်မယ်ဆိုရင်ကိုကုသို အလွန်အင်မတန်မှကျေးဇူးများတာပေါ့ဒါပေမဲ့လို့တဲ့ဇေတွန်เจ้าကြီးဆောက်လို့လှူဒန်းတဲ့ပေမဲ့လို့တဲ့အဲ့ဒီဇေတွန်เจ้าကြီးဆောက်လို့လှူဒန်းရအလူပေးလှူရတဲ့ကုသိုလ်နဲ့နှိုင်းရှင်ကြည့်ရင်တရားအလူကို16စိတ်စိတ်ရင်ဇေတွန်เจ้าကြီးအလူဟာတစိတ်တောင်မမီပါဘူးတရားကိုယ်တိုင်တရင်သုံးတဲ့အကြောင်းယန္နာကိုရောဤပဇင်ကြီးတွေကအများကြီးသရင်သုံးနဲ့ကြောင်းတိုက်ကြီးဆောက်လုပ်ပြီးတော့လှူဒန်းရတာကုသိုလ်များတယ်တဲ့ ဘလောက်ပဲကုသိုလ်များများတရားအလှပေးလူရတဲ့အလှနဲ့နှိုင်းရှင်ကြည့်ရင်ခန္ဓာဒီခန္ဓာလေးတစ်ပုဒ်လောက်အစိမ့်စာတော့မရှိဘူးတဲ့အဲ့တော့စိုးလို့ခြင်းနာကကြောင်းအလှထက်လေတရားအလှကပုံမြတ်တယ်တရားအလှကပုံမြတ်တယ်ဆွမ်းအလှထက်လည်းပဲတရားအလှအလှမြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးကသဗ္ဗဒါနံဓမ္မဒါနံစီနာတိ သဗ္ဗဒါနံစွန့်သင်ငန်းကြောင့်ဆေးလို့ခေါ်တဲ့ပစ္စည်းလေးပါအလူကအလူကတော့ဇီနာတိအသာဆုံးပါပဲ။ဘာဖြစ်လို့အဲ့ဒီလိုဟောရတယ်လဲဆိုရင်ဟောဒီစัจ java လာဒရိုက်လုံးပေါ့ဗျာ။မြန်မာနိုင်ငံတနိုင်ငံနဲ့ပြောတာမဟုတ်ဘူး။စัจ java လာဒရိုက်တဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဘလောက်ထိအောင်ဉာဏ်ကြီးတယ်လဲဆိုရင်စัจ java လာဒရိုက်လုံးမှာမိုးရွာချတယ်ဆိုရင်အဲ့ဒီမိုးရေမိုးပေါက်တွေဟာဘယ်နှပေါက်ရှိတယ်ဆိုတာကို အရှင်သာရိပုတ္တရာကရေတွက်နိုင်တယ်အဲ့ဒီစัจ java လာတိုင်းလုံးမှာရွာတဲ့မိုးရီမိုးပေါက်တီတောင်ရေတွက်ခြင်းကစွမ်းဆောင်နိုင်တဲ့အရှင်သာရိပုတ္တရာမထေမြတ်ကြီးတောင်မှတရားမြတ်တည်ရတာဟာအရှင်မဟာအသက်စီရသော်ဗျာရှင်ကိုရုံမြတ်ကြီးထံမှာတရားတွေဆက်နာကြရလို့တဂရကံအနာကံယဟန္တာတွေဖြစ်တယ်အရှင်သာအရှင်သာရိပုတ္တရာကိုရုံမြတ်ကြီးတိပလင်တေကို ခံယူခဲ့ရသည့်အတွေ့အကြုံနဲ့တန်တရာကလွတ်သွားတာလွတ်ဖို့မလွယ်ဘူးတဲ့ဒါကြောင့်တရားအလှဟာအမျက်ဆုံးပဲအေးအဲ့ဒီတော့တရားအလှကိုပေးလူတဲ့ပုံကိုယ်ကြီးရှိသည့်တွေ့အတွက်စသည်ဖြင့်ထာဝရပရိသာပင်ဒီအတွက်လူတန်းညတာဘာဖြစ်လို့လူတန်းညတာတရားနာရလို့တရားသာမနာရဘူးဆိုရင် ဆုံးကလေးတစ်စုံတောင်လှူဖို့မလွယ်ဘူးတဲ့ဒါကြောင့် အလူအလုံးထဲမှာတရားအလူကအသာဆုံးမဲ့တယ်တရားသာမနာရဘူးဆိုရင်ဒီတက္ကရကမတွေဟာဆွမ်းလေးလူမမဟုတ်ဘူးသင်္ကန်းလေးလူမမဟုတ်ဘူးလူရတာအေးတက္ကမကြီးတော်ခင်တိရာဝင်းဆိုလို့ရှိရင်အဲ့တော့ဦးဇင်းမြဟောတဲ့တရားလေးတွေအွန်လိုင်းကတရားလေးတွေကိုနာကြရလန်းလန်းရောက်လာကြတာတရားရဲ့ကြည်ဖြင့်ဒါပုံပွင့်လေးလေးပြောရမယ်ဆိုရင်အခုလိုကိုဗစ်ကာလမှာတရားဓမ္မတွေတရားတွေနိုင်ကြပါစီဆိုတဲ့ရည်ရွယ်ချက်နဲ့ မဲတော်ကြီးများမဲတော်ကြီးများကိုအဓိကထားဘုံဘုံမယာတပည့်တော်တို့ဘုံဘုံကိုယေရှုဆက်တဲ့အနေနဲ့ဆွန်လေးစက္ကန့်လှူဒန်းမရစေဖျားဆိုပြီးတော့အွန်လိုင်းကနေတရားနာပြီးတော့ဆွန်စက္ကန့်လှူဒန်းတဲ့အထဲမှာအူဆုံးမှာလေးနာရလို့တောင်းမှစိတ်ထဲမှာကြည်နူးပြီးတော့လှူခြင်းတန်းညင်တယ်မြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့လို့အွန်လိုင်းကနေပြီးတော့တရားနာပြီးတော့လှူခြင်းမရဲဆိုတာဘယ်တက္ကະတက္ကမမှလည်းပဲမရှိပါဘူးဒကမကြီးတော်တိရာက အဲပထမဥဆုံးဒါဥဥဖြာပြန်စတင်ပြီးတော့အဲ့ဒီလိုလူတန်းလာရကနေပြီးတော့နောက်လည်းပဲမကြမကြစလုံးကို ပြန်ကြည့်လိုက်တော့တရားကြည့်စုပဲတရားနဲ့တွေ့ရင်အလုံးဟာငြိမ်းချမ်းသွားတယ်အဲ့တော့အဖြူပဲဖြစ်ဖြစ်အမဲပဲဖြစ်ဖြစ်အဖြစ်အဲ့တော့ပြောကျင်တာလူဟာအသာဆုံးပဲတရားလူလိုက်ရင်အလုံးကိုလှူပြီးသားဖြစ်သွားတယ်လှူပြီးသားဖြစ်သွားတယ်အဲ့တော့ ဒီကနေ့အလို့ရှင်အလို့မမိသားစုတွေအလို့ဒါယကာကိုမင်းသက်ဆန်းအလို့ဒါယီကမမအေးမြတီရောင်လင်းသူရဆန်းတို့မိသားစုတွေကအလို့ဒါယီကမမအေးမြတီရာအောင်ရဲ့မွေးနေ့ကိုအကြောင်းပြုပြီးတော့ဒီကနေ့ကောင်းမှုကုသိုလ်ပြုတယ်အတွေ့အကြုံဦးစင်းကလည်းပဲတရားအလှူပေးလူရတယ်မွေးလေးရှင်ကဆွမ်းလူတယ်ဆွမ်းလူတယ်ဆိုတော့ဆွမ်းဒါနအဲ့ဒီဒါနကိုမြတ်စွာဘုရားက အာမိသဒါနလို့ဒီလိုပြောတယ် စံခေဝေဘောဇင်းတွေလှူရင်နေလျှက်စင်မိအတွေ့လှူရင်နေကျောင်းရှိတန်ဃာတွေအားလုံးအတွေ့နဝကံမလှူရင်နေအဲ့ဒီအလှူတွေအားလုံးကိုချုပ်အဲ့ဒီအာမိသဒါနတွေဘလောက်များများဓမ္မဒါနကိုမမိဘူးတဲ့ဓမ္မဒါနတရားအလှူကအသာဆုံးပဲတဲ့အာမိသဒါနတွေဒီကနေ့လူရှင်များကအာမိသဒါနကဓမ္မဒါနကုသိုလ်ယူတယ်ဒါဆိုရင်ဒီဓမ္မဒါနကုသိုလ်ကို နောက်ထပ်ဘသူတွေကထမှန်ပြီးတော့ယူကြအောင်မှလဲဆိုတော့အခုတကဘာလုံးမှရှိနေကြတဲ့ဓမ္မမိတ်ဆွေတွေအခုလူရှင်လူမမိတ်တို့လိုပဲတခြားနိုင်ငံသူနိုင်ငံသားတွေကလည်းပဲဒီတရားလေးကိုနာယူပြီးတော့တရားအလူခံယူနေကြတာအဲ့ဒီလိုတရားအလူရှင်လူမမိသားစုရဲ့တရားအလူလို့ပြောရင်လည်းပဲမမှားပါဘူးဒီလူရှင်လူမမိသားစုတွေကိုအကြောင်းပြုပြီးတော့ဦးစင်းမြားကတရားအလူပေးလူရတာဖြစ်လို့ ဒီကနေ့တရားအလှဟာအလှရှင်အလှမမိသားစုတွေရဲ့တရားလူလို့ပြောလို့ရပါဘူး။ရတဲ့အထက်မှာအဲ့တော့ပဲဆန်တွေလည်းဆောင်းရတယ်၊စံစရာတော့ဆရာတွေလည်းဆောင်းရတယ်၊ကျန်တဲ့ပစ္စည်းတွေမွေးတွေလည်းဆောင်းနေရတယ်။အဲ့ဒီလက်ဆောင်တွေဟာအကြောင်းပြုပြီးတော့ရတဲ့လက်ဆောင်ကတရားလက်ဆောင်ဖြစ်ပါလေ။ဆောင်းဆိုတာကတော့အဲတခဏပဲလို့ပြောလို့ရပါတယ်။ဒီကနေ့ရတဲ့ဓမ္မလက်ဆောင်ကြတော့တသန္တရာလုံးစံရတာဖြစ်ပါတယ်။တရားလေးကိုနာကြားပြီးတော့ မိမိဘဝအတွေ့ရှောင်ရမယ်ကောင်းတာတွေကိုဒီလိုဆောင်ရမယ်လို့မြန်အသိဉာဏ်လေးတွေရသွားမယ်ဆိုရင်အဲ့ဒီတရားဟာတန်ဖိုးဖြတ်လို့မရနိုင်ဘူး။ဒီနေ့လူရှင်လူမမိသားစုတွေလှူတဲ့ဆွမ်းကိုဦးဇင်းမားကဖုံးပေးမယ်သုံးဆောင်။နောက်နေ့တိပဲခံမယ်တရက်စာပဲခံမယ်လို့ပြောလို့ရတာပေါ့။အဲ့တော့ဒီနေ့လူရှင်တွေရဲ့လူဟာဆွမ်းလှူတယ်ဆိုရင်တော့ဖြင့်ဒါတရက်စာပဲခံတယ်။အဲ့တော့ဦးဇင်းမားလှူလိုက်လို့ အဲ့ဒီတရားလေးကိုနာကြားပြီးတော့ဒါနကုသိုလ်ကြတော့တကယ်ပြန်စဉ်းစားကြည့်ရင်ဒါနကုသိုလ်ဟာတတန္တရာလုံးတွေပန်းလာတာဓမ္မဒါနကုသိုလ်ကလည်းတတန္တရာလုံးစာပန်းလာတာဒါပေမဲ့လို့အလူရှင်များရတဲ့ဌာနကုသိုလ်ကြတော့တတန္တရာလုံးစာရသွားတယ်အဲ့ဒီဒါနကုသိုလ်ဒီထဲမှာအလွန်အလွန်မွန်မြတ်တဲ့အခုဓမ္မဒါနကုသိုလ်ကြတော့ပို့ပို့ပြီးတော့မွန်မြတ်တယ်အဲ့ဒီဓမ္မဒါန ဆိုတာသိတာတရားနာကြရလို့ကြောင်းအတွက်လှူရတဲ့စေအတွက်လှူရတဲ့ပညာရေးပရိသေဘင်းအတွက်လှူကောင်းနေနာကြရလို့လှူကွင်းခြင်းသည်အလှအလုံးထဲမှာအမျက်ဆုံးပဲဒါကြောင့်လက်ဆောင်ဒီအလုံးထဲမှာဖယ်လက်ဆောင်မေးရရလက်ဆောင်အလုံးထဲမှာဓမ္မလက်ဆောင်ရတာအကောင်းဆုံးပဲဓမ္မလက်ဆောင်ရရင်အကောင်းဆုံးပဲဓမ္မဒါနကုသိုလ်ဟာအလွန်အမြတ်မှထူးမြတ်တဲ့ကုသိုလ်ပဲလို့ တီးခွင့်ရသွားတာကိုကအလွန်ကံကောင်းသွားပြီ။ဖြင့်ဒါမင်းမီတို့ကောင်းတာလို့ရင်ကောင်းကျိုးတွေရမယ်မကောင်းတာလို့ရင် မကောင်းကျိုးတွေရမယ်ဆိုတာတရားတွေနာမှာတီးခွင့်ရတာဖြစ်တယ်။အဲ့တော့အလူအလုံးထဲမှာတရားအလူဟာအသာဆုံးပဲ။တရားအလူဟာအလူမှလူမှမဟုတ်ပါဘူး။ဒါကြောင့်တရားအလူထဲမြတ်တဲ့အလူမရှိဘူးဒီအလူဟာအမျက်ဆုံးပဲဒါကြောင့်အလူအလုံးထဲမှာတရားအလူကအမျက်ဆုံးဘယ်တော့မှမဟုတ်ဗျာနောက်မြန် အခုလိုဓမ္မဒါနတရားလူပေးလူပြီးပြီဆိုရင်အရှင်ဖျားတို့တပည့်တော်တို့နတ်တွေတရားတွေမြန်မာတွေအားလုံးကိုလည်းအမြတ်တမ်းပေးဝေတော်မူကြပါကြီးကလျှောက်ထားဖို့တယ်အလုံးအင်းကိုစီးပူးပြီးပြီဆိုရင်ဖျားတပည့်တော်တို့တရားတွေကိုနတ်တွေကိုမြန်မာတွေကိုအမြတ်တမ်းညီပေးဝေတော်မူကြပါဖျားဆိုပြီးတော့မြတ်စွာဘုရားကိုလျှောက်ထားတော့မြတ်အောင်ခံမြင်ဓမ္မဒါနတရားလူပေးလူကြမယ်ဆိုရင်တရားမင်းကြီးကိုလည်းပဲကြနတ်တွေကိုလည်းပဲ အမြတမ်းပေးဝေဖို့မမေ့ချမ်းနဲ့ဖြမားတွေကိုလည်းအမြတမ်းပေးဝေဖို့မမေ့ချမ်းနဲ့ဓမ္မဒါနတရားအလှူကြီးပေးလှူတဲ့ပုဂ္ဂိုလ်တွေလှူပြီးတာနဲ့အဲနတ်တွေတရားတွေအပြည့်ချင်းကိုရောမြတ်ကြီးကအမင်းရှိတယ်တရားနာရလို့လှူကြတာဖြစ်တယ်တရားသာမနာရင်ဘာမှမလှူဘူးဒါကြောင့်တရားအလှူကိုပေးလှူလိုက်တာဟာအလှူအလုံးနဲ့မှအမျက်ဆုံးဖြစ်တယ် ကျတော့ကောင်းများကလည်းပဲစင်ကာပူနိုင်ငံကနေပြီးတော့အခုမိမိတို့မွေးနေ့ဆိုပြီးတော့ဆွမ်းနိုင်တဲ့မြတ်ဆက်ကလူတန်းပူဇော်ကြတယ်။အဲဒီလိုမွေးနေ့ကိုအကြောင်းပြုပြီးတော့ကိုယ်တိုင်လည်းနာရတယ်လို့ကဘာသူကဘာသားတွေခொနည်းသားသမီးတွေလည်းနာရတယ်။ဒီအလှူရှင်များကိုအကြောင်းပြုပြီးတော့ကဘာသူကဘာသားတွေခொနည်းသားသမီးတွေအားလုံးလည်းပဲဓမ္မဌာနတရားပေးလူတို့အားလုံးနဲ့မှဒီကနေ့တရားအလှူကိုတို့တွေပေးလူခွင့်ရပြီလို့ဝမ်းသာရမယ်။ လက်ဆောင်ဒီအားလုံးနဲ့မှတရားလက်ဆောင်ဟာအကောင်းဆုံးအလူဒီအားလုံးနဲ့မှလည်းပဲအေးလူတွင်ရပြီအကောင်းဆုံးဖြစ်တဲ့တရားလူကိုတို့ ခံယူတွင်ရပြီလို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့မိမိတို့တဆွမ်းသမျှမိမိတို့ဘဝငြိမ်းချမ်းရန်ငြိမ်းချမ်းကြ၍မိမိတို့အလိုရှိတောင်းရင်မိမိတို့ကောင်းကျိုးချမ်းသာမင်္ဂလာတွေနဲ့တလုံးတဝပြည့်စုံနိုင်ကြပြည်လျင် မချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာငါပြည့်စုံနိုင်ကြပါစေကုန်တည်း